တစ်တုံညာနှစ်ခွန်ဆစ်စင်ရေးစခဲ့တဲ့နိုဝင်ဘာလ2023ခုနှစ်လောက်ကစပြီးတော့အေနဲ့စစ်ကောင်စီရဲ့ပြင်းထန်တဲ့စစ်ရေးတိုက်ပွဲတွေကြားမှာရခိုင်ပြည်နယ်ကြီးဟာစစ်တလင်းကြီးဖြစ်သွားခဲ့ပါတယ်။ရခိုင်မှာနေတဲ့ပြည်သူလူထုဟာအဲ့ဒီအချိန်ကစပြီးတော့အခုအထိစစ်မြေပြင်ပေါ်မှာတရက်ထက်တရက်တလထက်တလတနစ်ထက်တနစ်ဆိုသလိုအသက်ရှင်ရပ်တည်ဖို့ကြကုတ်ကြခဲရုန်းကန်နေကြရပါတယ်။တိုက်ပွဲတွေကြီးစံနေလက်နက်ကြီးတွေနဲ့လေယာဉ်ပေါ်ကကျဲချတဲ့ဘုံသီးတွေတန်းကနေပြီးတော့ကံကောင်းလို့လွတ်မြောက်ရတောင်မှ လက်ရှိမှာငတ်ပြီးမသေးဖို့ဆူတောင်းရမယ်ဘဝရောက်နေပြီလို့ဆိုရမှာပါကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့အခုလ73ရက်ကနေ76နှစ်အထိဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်ကဒုက္ခသည်စခန်းတွေကိုတွားရောက်တဲ့ခီးစဉ်မှာနယ်စပ်နှစ်ဖက်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်ရခိုင်ကလူဦးရေ65ရာခိုင်နှုန်းဟာအသက်ရှင်ရပ်တည်နိုင်ဖို့တောင်းမှတော်တော်ရုန်းကန်ရတော့မှာဖြစ်ပါတယ် အခု2025ခုနှစ်အေဘီလာအလောက်ရောက်လို့ရှိရင် ရခိုင်မှာအစားစာရဲ့လိုအပ်ချက်20ရာခိုင်နှုန်းကိုပဲထုတ်လုပ်နိုင်တော့မယ်လို့လွန်ခဲ့တဲ့6လလောက်ခရဲကကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ထားပါတယ်။ရခိုင်မှာနေတဲ့လူ၁၀ယောက်မှာ၂ယောက်ပဲစားနိုင်ပြီးတော့နောက်၈ယောက်ကငတ်မှာပါ။နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေကိုလက်ရှိမှာအသေးအတန်လိုအပ်နေတဲ့အခြေအနေပါ။ဒါကြောင့်ရခိုင်ပြည်နယ်ကစစ်ဘေးဒုက္ခအတွက်လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်အောင်လမ်းကြောင်းတွေဖွင့်ပေးဖို့ Fortify Rights အဖွဲ့ကမတ်လစနေနေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်။ရခိုင်ပြည်နယ်မှာတကြောပြန်တိုက်ပွဲတွေပြန်ဆတဲ့2023ခုနှစ်ဂုံပိုင်းကလေးကလူလူဟာအဖက်ဖက်ကအပိတ်ခံထားရပါတယ်။ခီးကြီးသွာလာခွင့်နဲ့ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ခွင့်အပိတ်ခံထားရတာကတော့အစိုးဆုံးနဲ့လူတွေကိုအငတ်ဘေးစိုက်ရောက်စေတဲ့အဓိကအကြောင်းရင်းမှာ Fortify Rights ရဲ့ဖော်ပြချက်အရအရက်ခတ်တက်တော် AA ရဲ့ပိတ်ပင် န့်သက်မှုတွေလည်းရှိပါတယ်ဘင်္ဂလားဒေ့ရှ်ကလည်းနေဇက်ကုန်သွယ်ရေးကိုပိတ်ထားပါတယ်အဓိကအကြဆုံးလက်တယ်တရခံကတော့စစ်ကောင်စီပါစစ်ကောင်စီကရခိုင်ကို ဖြတ်လေးဖြတ်လုပ်ပါတယ်ရခိုင်ပြည်ကိုအတွင်းရောအပြင်ကနေပါကန့်သက်ပိတ်ပင်ပါတယ်လက်ရှိရခိုင်ရဲ့18မြို့တွေက3မြို့ကိုသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပါတော့တယ်ကျန်တဲ့မြို့တွေကို AA အာရခတ်တပ်တော်ကတိုက်ထားပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့အမျိုးတွေကတော့စစ်တွေကြောက်ဖြူနဲ့မန်အောင်လို့ဖြစ်ပါတယ် အဓိကစိတ်ကမ်းမြို့လဲဖြစ်တယ်လို့ရခိုင်ရဲ့မြို့တော်လဲဖြစ်တဲ့စစ်တွေကစစ်ကောင်စီရဲ့လက်ထက်မှာရှိနေတဲ့အတွက်စစ်ကောင်စီဟာဗမာပြည်ရဲ့တခြားနေရာတွေကနေပြီးတော့ရခိုင်ပြည်နယ်တွေကိုစီးဆင်းလာမဲ့ကုန်စည်လမ်းကြောင်းတွေအကူအညီတွေကိုထိထိရောက်နေပိတ်ပင်ထားနိုင်နေပါသေးတယ်။ဒါနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့ကုလသမဂ္ဂအရာရှိတူရဲ့ပြောကြားချက်ကို45 rights ကအခုလိုဖော်ပြထားပါတယ် 2023ခုနှစ်နိုဝင်ဘာလမှာ AA နဲ့စစ်ကောင်စီကြားတိုက်ပွဲတွေစပြီးတော့ဖြစ်ပွားတဲ့အချိန်ကစပြီးတော့စစ်ကောင်စီတပ်တွေကတွာလာရေးနဲ့ဝင်ရောက်ခွင့်တွေကိုတင်းတင်းကြပ်ကြပ်တန့်တက်ခဲ့တယ်စစ်ကောင်စီအုပ်ချုပ်ရေးကရခိုင်ပြည်နယ်အလဲပိုင်းကနေမြောက်ပိုင်းကိုပို့ဆောင်တဲ့အဓိကထောက်ပံ့ရေးလောင်းချောင်းတွေကိုပိတ်ပင်ခဲ့ပြီးတော့နောက်ပိုင်းမှာဗမာပြည်အလဲပိုင်းကနေရခိုင်ပြည်မြောက်ပိုင်းထောက်ပံ့ရေးလမ်းကြောင်းတွေကပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ် ဒီလိုပိတ်ပင်ကန့်သက်တာတွေကြောင့်ဒေတာတွေကပြည်သူတွေဟာအငက်ငက်အပြက်ပြက်ဖြစ်လာတာပါအဲ့ဒီအပြင်မှာကျမရေးစောင့်ရှောက်မှုနဲ့စေဝါလုံလုံလောက်လောက်မရတော့တာကြောင့်ယောဂါဖြစ်ပြီးတော့တည်ဆုံတဲ့လူတွေလည်းရှိလာပါတယ်ဒီလိုတည်ဆုံမှုတွေထဲမှာရခိုင်ပြည်နယ်ပေါတောမြို့နယ်ကရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာနေထိုင်တဲ့ကိုအောင်ထွန်းရဲ့နှစ်နှစ်ခွဲအရွယ်တမိလေးလည်းပါဝင်ခဲ့တယ်လို့45 rights ကဖော်ပြထားပါတယ်ကိုအောင်ထွန်းရဲ့တမိငယ်လေးဟာ2024ခုနှစ်ဇူလိုင်လတုန်းကဆေးလည်းမရှိ ကုသပေးမဲ့လူလည်းမရှိတာကြောင့်ဝမ်းပြက်ဝမ်းရှောယောဂါဆက်ဖြစ်ပြီးတော့၃နာရီအတွင်းမှာတည်ဆုံးခဲ့ရပါတယ်။သူကပြောပြတာကတော့ကျမကြီးအဖွဲတစ်ဖွဲကိုသူဖုံးဆက်ခဲ့တယ်။ဒါပေမဲ့စစ်ကောင်စီကလွန်ခဲ့တဲ့လအနှင်းငယ်ကလေးကကန့်တတ်ထားတာကြောင့်သူတို့မှာဘာစေးဝါးမှမရှိဘူး။ဘာစေးဝါးမှမပို့နိုင်ခဲ့ဘူး။အဲဒါကြောင့်သူသမီးလေးကလည်းအယံငယ်ပြီးတော့တည်တယ်တည်တည်လေးဆိုတော့ခဏရင်မရှိခဲ့ဘူး။၃နာရီတည်းမှာပဲတည်ဆုံးသွားခဲ့တယ်လို့သူကဆိုပါတယ်။ သူဇနီးနဲ့သူဟာအဲ့ဒါကြောင့်အလွန်မင်းစိတ်ထိခိုက်ခဲ့ရတယ်လို့ကိုအောင်ထွန်းကပြောပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့မှတ်တမ်းအရဆိုလို့ရှိရင်2024ခုနှစ်ဇွန်လကနေပြီးတော့အောက်တိုဘာလအထိရခိုင်ပြည်နယ်မှာရေတပ်အပြင်းထန်ဆုံးရှုံးတဲ့ One Shot One ပြက်ယောဂါ AWD ဖြစ်ပွားသူပေါ့2600ကျော်ရှိပါတယ်45 rise ကအဲ့ဒီဖြစ်စင်မှာတိစုံတဲ့သူ12ယောက်လောက်ရှိတယ်လို့ခန့်မှန်းထားပါတယ်အဲ့ဒီတော့ကလူအများစုဟာ ဝမ်းယောဂဝင်တဲ့အချိန်တဆားတောင်ဖြုံမတော့နိုင်ခဲ့ကြပါဘူးတဆားတွေဟာအဲ့ဒီမှာ အကန့်အသတ်နဲ့ပဲရှိတဲ့အပြင်ဝယ်ဖို့ဈေးတိတ်ကြီးတဲ့အတွက်ကြောင့်တဆားထုတ်တောင်မှမဝင်နိုင်ကြတာပါအဲ့လိုအခြေအနေတွေကြောင့်သူတို့ရဲ့ကျန်းမာရေးအခြေအနေကချက်ချင်းဆိုတော့ဆိုးလာပြီးတော့တည်ဆုံးကုန်ကြတာအဲ့လိုသိရပါတယ်စစ်ကောင်စီဟာဒီလိုအခြေအနေမှာ ကိုယ်တိုင်လည်းမကူညီသလိုကူညီကယ်ဆယ်ရေးလုပ်ပေးမဲ့ရခိုင်က အရက်ဖက်အဖွဲ့အစည်းတွေနဲ့ ုလသမဂ္ဂအဖွဲ့ဝင်တွေကိုလည်းတွားခွင့်မပေးဘဲနဲ့စစ်တပ်စစ်စေးရေးဂိတ်တွေကနေပြီးတော့ကန့်သတ်ပိတ်ဆို့ထားပါတယ်။မြေပြင်ကနေပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာတွေကိုရပ်ဆိုင်းထားရတယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။သူတို့ဟာစစ်ကောင်စီကို TA လို့ခေါ်တဲ့ခီးသွာလာခွင့်အကြိမ်ကြိမ်ရှောက်ထားခဲ့ပေမဲ့အကြိမ်တိုင်းမှာစစ်ကောင်စီဘက်ကညှင်းပယ်တယ်။နောက်ပိုင်းမှာမြို့နယ်ကနေတဆင့်စစ်တပ်ကွက်ကဲမှုရုံးကို ချင့်ကပ်ဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကလည်းဘာမှတုံ့ပြန်မှုမရှိခဲ့ပါဘူးလို့နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီပေးရေးလှုပ်ဆောင်နေတဲ့ဝန်ထမ်းတဦးကပြောတာကို45 rights ကပြန်ပြီးတော့ဖော်ပြထားပါတယ်ဒီလိုကုံတွယ်ခွင့်ပိတ်ပင်တာတွေနဲ့ဆစ်ဖြစ်နေတဲ့အခြေအနေတွေကြောင့်ရခိုင်မှာစံဆိုင်ဖို့ကလည်းမလွယ်တော့ပါဘူးကုံစင်းနှုံးတွေခုန်တက်လာပါတယ်အာနာသိန်းနှုံးကမူခါဖြစ်တုန်းကဆိုလို့ရှိရင်တောင်းအခုလောက်ကုံစင်းနှုံးကမတက်ပါဘူးအခုတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်လာချိန်မှာဈေးက တော်တော်ကြီးကိုကြီးသွားတာဆယ်စားလောက်กว่าသွားတယ်အစတုန်းကစိုက်ပျိုးရေးကအဆင်ပြေသေးတယ်ကုန်စည်စည်းစိမ်မှုကရှိသေးတယ်လမ်းကြောင်းတွေလည်းအဆင်ပြေသေးတယ်အခုတစ်ခေါက်ဖြစ်တဲ့အခါမှာရခိုင်က၄ဘက်၄တန်းအကုန်အပိတ်ခံလိုက်ရတယ်အကုန်ပိတ်လိုက်တဲ့အခါကျတော့ဝင်ပေါက်လည်းမရှိတော့ဘူးပြီးရင်ရှိတဲ့ကုန်ပစ္စည်းတွေကိုပြည်သူတို့ကလည်းဈေးနှုန်းတင်ပြီးတော့ရောင်းကြတယ်အဲ့ဒါလို့ဆိုတော့လက်လုံလက်စားတွေအတွက်ပို့ပြီးတော့အခက်အခဲဖြစ်သွားတယ်ပို့ပြီးတော့အခက်အခဲဖြစ်တဲ့အပြင်မှာသူတို့ဟာစစ်ဆောင်ကြရတယ်ကိုယ်စီမှာရှိတဲ့ပတ်စံလေးနဲ့တနေရာကနေတနေရာရှောင်ရအကုန်စည်းနှုန်းတွေကလည်း တအားဈေးကြည့်ဆိုတော့ရှိသမျှပတ်စံလေးအကုန်လုံးကုန်သွားကြတယ်နောက်တစ်ခါစဘာဆိုင်မယ်ဆိုလို့ရှိရင်လည်းမြေစီဈေးကအလွန်ကိုဈေးကြည့်နေတယ်ရေလုံငန်းဆိုလို့ရှိရင်လည်းအဲ့လိုပဲမလုတ်ကင်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့ရခိုင်ဒေသခံတဦးက TM Media ကိုပြောပါတယ်ရခိုင်မြောက်ပိုင်းမှာအများစုကစိုက်ပျိုးရေးလုတ်ကင်ကြပြီးတော့တောင်ပိုင်းကတော့ရေလုံငန်းလုတ်ကင်ကြတာအများပါတယ် ခုတော့ရခိုင်ကလူများစုဟာဘယ်အလောက်ကင်မှာအလွယ်တကူအတီတကျအလောက်ကင်စားတော့လို့မရတဲ့ဘဝကိုရောက်ကုန်ကြပါတယ်။လူများစုကြီးကအလုတ်လက်မဲ့ဖြစ်ကုန်ပြီးတနေ့စာစားဖို့တောင်မှနိုင်နိုင်ရုန်းကန်နေရပါတယ်။အရင်ကြက်တဲ့ကတဲ့တစ်တုံညာနှစ်ခွန်းဆစ်စင်ရေးစကားစကလာတွေတုန်းကဆိုလို့ရှိရင်ကော်ဖီတောင်မှမတောင်းနိုင်ကြပါဘူး။အရင်ကကော်ဖီတစ်ထုပ်ကိုမြန်မာငွေ90ပဲပေးရပေမဲ့ကုန်စည်စီးဆင်းခွင့်ကန့်သက်ခံရတဲ့နောက်မှာ900လောက်အထိပေးရတဲ့အထိကွာဟသွားတာပါ။ လက်ရှိအချိန်မှာတော့ရခိုင်မှာကုံရောင်းကုံဝဲလောက်ကန်စားတောက်ကြတာမျိုးတွေရှိပါတယ်ဘင်္ဂလားဒေ့ရှ်နယ်ဘက်ကနေပြီးတော့နေဆက်ကုံတော်ရေးပိတ်ထားတာစစ်ကောင်စီကပိတ်ထားတာရေးရှိပေမဲ့အိန္ဒိယဘက်ကတော့ဖွင့်ထားတဲ့အတွက်ကြောင့်ရခိုင်ကနေအဲ့ဒီကိုသွားပြီးတော့အဓိကအဖြစ်စားတောက်ကုံတွေဝယ်ယူကြတာမျိုးတွေကုံတော်ကြတာမျိုးတွေရှိတယ်လို့သိရပါတယ်ရခိုင်ပြည်နယ်ကြောက်တော်ကနေတစင်အိန္ဒိယမီဇိုရန်ဘက်ကိုရေလမ်းကြောင်းနဲ့သွားလို့ရတယ်လို့ကားလမ်းနဲ့သွားလို့ရတဲ့လမ်းကြောင်းတချို့လည်းရှိနေပါတယ် အခုနောက်ပိုင်းပတ်စံရှိတဲ့လူနည်းစုကပဲအိန္ဒိယဘက်ကိုသွားပြီးတော့ကုံရောင်းကုံဝဲလုတယ်။ကျန်တဲ့လက်လုတ်လက်စားတွေကြတော့အဆင်မပြေဘူး။အလောက်ကန်ရှာပါတယ်။ဘာလို့လို့လောက်ရမှမသိဘူး။တခုခုလုတ်မယ်ကြံလိုက်ပြန်ရင်လည်းအရင်ကြီးကတော်တော်ကိုလိုတာ။အရင်က9သိန်းနဲ့လုတ်လို့ရမယ့်နေရာမှာအခု10သိန်း15သိန်းလောက်ရင်းနိုင်မှလုတ်လို့ရမယ့်အခြေအနေဖြစ်သွားတာ။အိန္ဒိယဘက်ကိုတစ်ခေါက်ဝင်မယ်ဆိုလို့ရှိရင်လည်းရင်းနှံစီဖို့တက်စီဖို့ရှိတယ်။ဆက်လီဖို့ကလည်းဈေးကြီးတယ်။အခွန်အခတော့ဘာလို့ပေးရတာရှိတယ်။အဲ့ဒီကိုသွားရတဲ့လမ်းကြောင်းကလည်းတော်တော်ခက်ခဲတယ်။မနစ်ကမိုးရွာတိမှာတော့ကဆိုလို့ရှိရင်ရေက ဆန်ပြီးတော့တက်နေတာအဲ့ဒါလိုအချိန်မျိုးမှာဆက်လိမ်နဲ့သွားရတဲ့သူတွေကြတော့အသက်နဲ့ရင်းပြီးတော့သွားကြရတာအဲ့ဒါကြောင့်လဲသူတို့ပြန်ရောက်တဲ့အခါမှာကုံစင်းဆုံးတက်တာလို့ရခိုင်ဒေသခံကပြောပါတယ်ရခိုင်ပြည်နယ်တစ်ခုလုံးစစ်ကောင်စီထိန်းချုပ်မှုအောက်ကလွတ်မြောက်နိုင်ဖို့အရခတ်တက်တော် AA ကတစားချင်းတိုက်ပွဲတပွဲချင်းပေါ်ပြီးတော့ဥဆောင်လှုပ်ရှားနေပါတယ်တစ်ဖက်မှာရခိုင်ကပြည်သူလူထုကစစ်ပွဲတွေကြားဆက်လက်အသက်ရှင်နိုင်ဖို့နဲ့မငတ်ဖို့ကိုတရချင်းစီတိုင်း တိုက်ပွဲဝင်နေကြပါတယ်နိုင်ငံတကာကလည်းရခိုင်ပြည်နယ်ဟာအဖက်ဖက်ကပိတ်ဆို့ခံထားရတဲ့တီကြားပိတ်ဆို့နယ်မြေကြီးတစ်ခုအနေနဲ့အငတ်ပေးကတ်စိုးကြီးစိုက်လာတော့မှကိုစိုးရင်ပူပန်နေပါတယ်ကုလသမဂ္ဂရဲ့အဆိုအရရခိုင်မှာလူပေါင်း9,000တောင်း9,000ကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်လူနှစ်သန်းကျော်ကအစားအစာစေဝါနဲ့အခြေခံလိုအပ်ချက်တွေအကြီးကျယ်လိုအပ်နေပါတယ်45 rice အဖွဲ့ကတော့အေအေကိုရောဘင်္ဂလားဒေ့ရှ်ကိုရောရခိုင်ပြည်နယ်အတွက် နိုင်ငံတကာအကူအညီအထောက်ပံ့တွေပေးနိုင်မဲ့လမ်းကြောင်းတွေဖွင့်ပေးဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အကူအညီပေးလမ်းကြောင်းတွေကိုအဓိကပိတ်ပင်ကန့်သတ်ထားတဲ့စစ်ကောင်စီရဲ့လုံရက်ကလည်းစစ်ရာဇဝမှုမြောက်တယ်လို့ထောက်ပြဝေဖန်ထားပါတယ်။